အားလုံးပဲမင်္ဂလာပါရှင်။ကျမကဒီနေ့ဆရာကြီးရွှေဦးတော်ရေးသားထားတဲ့စောင်းမလေးတစ်ပုဒ်ကိုဖတ်ပြပေးချင်တာပါ။ကောင်းစဉ်လေးကတော့နိုင်ငံရေးနှင့်နိုင်ငံရေးသမားကျွန်ုပ်ရဲ့စာပေတွေကိုအမြဲဖတ်သည်ဟုဝန်ခံ၍စဉ်းစားဉဏ်တော်တော်ရှိပုံရသောရဝေးနေလူခတ်ရွေရဲ့တယောက်သည်ကျွန်ုပ်၏နေအိမ်သို့ရောက်လာရတွင်ကချင်လွေကလေးတစ်လုံးလက်ဆောင်ပါလာသည်။သူ ဆရာကြီးရဲ့စာရီဖတ်ပြီးကဘာစစ်အကြောင်းကြီးစဉ်းစားနေမိလို့ဆရာကြီးကိုမေးချင်တာ ड़ी တဖွာဖွာပေါ်လာလိုက်တဲ့ဖြစ်ချင်းမပြောပါနဲ့တော့ခမညာကိစ္စတခုနဲ့မန္တလေးရောက်လာတဲ့အခါကိစ္စကို အသာထားပြီးချက်ချင်းပြေးလာခဲ့တာပဲကျွန်တော်ဘာတွေများမေးချင်လို့လဲသူမေးချင်တာ ड़ी တော့တပုံကြီးပဲဆရာကြီးရေနိုင်ငံရေးအလို့အကြောင်းနိုင်ငံရေးသမားများအကြောင်းကဘာစစ်ဖြစ်မဖြစ်အကြောင်း စစ်မဖြစ်ဖို့တားဆီးတဲ့နည်းရှိမရှိအကြောင်းဆုံလို့ပါပဲကျွန်တော်မေးချင်တာတွေမေးပြီးခွင့်ရစီတော့မှပြန်တော့မှာပဲကျွန်တော်ခွင့်ပနေရယူလာခဲ့တယ်သူ15ရက်ယူခဲ့တယ်ဆရာကြီးကျွန်တော်မေးနေတဲ့လူကမေးချင်တာတွေဟုတ်ပါရဲ့ဖြေးတဲ့လူကဖြေးနိုင်ဦးမှာကိုကိုလူရဲ့သူမဖြေးနိုင်စရာမရှိပါဘူးခမကျွန်တော်ကဆရာကြီးရဲ့အယူအဆနဲ့ တွေးခေါ်တွေကိုမင်းမာပါခင်ဗျကျွန်ုပ်မှန်ခြင်းမှန်မှားခြင်းမှားအယူဆတို့တော့မေးသူရှိရင်ဖွင့်ပြောရမှာပေါ့လေသူဒါလိုချင်တာပဲဆရာကြီးကျွန်တော်ဆရာကြီးကတော့စဉ်းစားဆင်ញင်တတ်တဲ့အလေးထားရှိသူတယောက်ဖြစ်မှာမို့လို့မားနိုင်မယ်မဟုတ်ဘူးလို့ကျွန်တော်ကယုံကြည်ထားပါတယ်ကျွန်ုပ်ဒီလိုတော့မဟုတ်ဘူးလေအကြောင်းတရားအကျိုးတရားတို့ကိုမစီစစ်ပဲအယမ်းဖြစ်တတ်တဲ့လူများထက်တော့အမှန်များကောင်းပါရဲ့ တို့တော့တတိကြမှန်းနေလို့မမှတ်ပါလိနဲ့ဂေါတမဘုရားရဲ့တရားတော်အထောက်အထားဖြစ်စီတဘာဝဓမ္မအထောက်အထားဖြစ်စီတင်ပြပြီးတော့ဖြေနိုင်တဲ့ပြဿနာမျိုးမှာတော့မှန်တယ်လို့ကိုယ့်ဟာကိုယ်တတိကြယုံကြည်နိုင်ပါတယ်ကိုပိုင်ဉာဏ်နဲ့စဉ်းစားရတဲ့အတွေးခေါ်မျိုးကြတော့ချောခြင်းလဲချောနိုင်သေးတာဗောမောင်ရဲ့သူဆရာကြီးကတော့တဘာဝဓမ္မမို့လို့မားနိုင်မယ်မထင်မိဘူးခမကျွန်တော်ဒါကတော့ဟုတ်ပါတယ် လူတွေကဖះဟောလို့ယုံကြည်နေကြတဲ့ကိစ္စတချို့မှာတဘာဝနဲ့ညှိနှိုင်းတိုက်ဆိုင်ကြည့်လို့မကိုက်နေတာကိုတွေ့လို့ရှင်ဘုရားသည်လို့မဟောဘူးလို့တယောက်တည်းယူဆဝင်နေလူပဲသူဘာကြောင့်ဒီလိုဖြစ်ရတာလဲဆရာကြီးကျွန်ုပ်သာသနာတော်နှစ်ပေါင်း2500ကျော်အတွင်းမှာတချို့ပညာရှိဆိုတဲ့ပုံကိုယ်တွေဟာဟိုဟာဖြစ်ဒီဟာဆွနဲ့လုတ်ခဲ့ကြတယ်ဒါကြောင့်အရှင်အာစိတ်တော်ဝင်သားလူအမည် ဥအောင်မြတ်ထွက်ကဒီချာဖျားစကားမဟုတ်ဘူးကလားစကားတီဟိုနိုင်သားစကားဖြစ်သည်ကိုထောက်ပြခဲ့ဘူးလေဆရာကတော့သူ့ဘက်ကသဘောကျတာများပါတယ်သူဘလို့ဟာမျိုးလဲဆရာကြီးကျွန်ုပ်တွေ့ကြပါစို့လေမောင်မေးခြင်းနဲ့ဆိုတဲ့ပြဿနာလေးတွေကို လက်ဦးမေးပါအောင်တော့သူကောင်းပါပြီဆရာကြီးဆောင်းမတစ်ခုထဲမှာနိုင်ငံရေးအလုပ်ဟာကြီးပွားရေးတမအလုံးလိုရေးလို့ဖတ်လိုက်ရပါတယ် တသက်တာမှတ်တမ်းစတုဒ္ဒရွဲထဲမှာညီနဲ့ဆွေးနှရုံးကလည်းကိုကျိုးမပါပဲခရင်ပင်မန်းတဲ့အလုပ်တစ်ခုကိုဘယ်သူမှမလုပ်ဘူးလို့ဆရာကြီးပြောခဲ့မှုပါတယ်။နိုင်ငံရေးသမားလေးကကိုကျိုးမပါပဲအလုပ်လုပ်တဲ့သူဘယ်မှမှမရှိဘူးလားခမညာ။ကျွန်တော်ပထမချက်ကနိုင်ငံရေးသမားဒီတိုင်းပြည်အတွက်အလုပ်လုပ်ပါတယ်ဆိုတော့လေမိမိအလုပ်အောင်မြင်တဲ့အခါမှာတိုင်းပြည်ရဲ့အကျိုးမိမိပါကြီးပွားရလိမ့်မယ်ဆိုတဲ့ရည်ရွယ်ချက် သို့မဟုတ်ညှော်လင့်ချက်ကတော့ပါရမာကြီးပဲနိုင်ငံရေးသမားတွေမှာဒီလောက်လူဟာအတော်ဆုံးထားကြရတာပါပဲဟိုပါတီဝင်ရင်ဒုက္ခရောက်မယ်ဒီပါတီဝင်ရင်ချက်ချင်းလငင်းစားပေါက်စားလန်းပွင့်နေဆိုတဲ့အမြင်ကလေးနဲ့လုံနေကြတဲ့နိုင်ငံရေးသမားအငြင်းစားတွေကများနေတယ်သူကိုကျိုးမမျော်လင့်တဲ့လူတယောက်မှမရှိတော့ဘူးလားကျွန်တော်လူယူထဲမှာရှိခြင်းရှိမယ်သူ့ ဆူလာကြီးလားဆရာကြီးစိတ်ကောင်းရှိတဲ့လူတယောက်ကိုလူယူခေါ်မလားခမကျွန်တော်ဆရာကအထောက်ထားနဲ့ပြောခြင်းမှာအတ္တတမန်ပေနံနတ်တီတဲ့တတော်မှန်လင်ကိုကိုကိုအချစ်ဆုံးနဲ့ကိုကိုကိုထက်ချစ်တဲ့သူမရှိနိုင်ဘူးတဲ့ဟောတော်မူတဲ့မိမိကိုထက်တိုင်းပြည်ကိုချစ်ပါတယ်ဆိုတဲ့လူဟာဘမမမရှိဘူးတဲ့သူမိမိအနစ်နာခံပြီးဆောင်ရွက်တဲ့လူတွေမရှိဘူးလားခမညာ ကျွန်ုပ်အနစ်နာခံတဲ့ဆိုခြင်းကလက်ငင်းအဖို့အနစ်နာခံပြီး နောင်အကျိုးတွေမျောလင်းချက်နဲ့ဆောင်ရွက်ခြင်းဖြစ်ရမယ်။သစ်ပင်ဆိုင်တဲ့လူငွေပင်ငွေရင်းဆိုင်တဲ့လူလိုပေါ့။သူအကောင်းဆုံးနိုင်ငံရေးသမားဟာဒါပဲလားဆရာကြီး။ကျွန်ုပ်သူထက်ညံ့တဲ့လူတွေသာရှိတယ်။သူထက်ပိုပြီးမကောင်းနိုင်ပါဘူး။သူကိုကျိုးမမျော်လင့်မဲ့အနစ်နာခံတဲ့လူဘမမမရှိဘူးလားခမညာ ကျွန်ုပ်တရာသဖြင့်ပစ္စည်းဥစ္စာပေးကမ်းစွန့်ကြဲခြင်းလောက်တော့ဖြစ်နိုင်ပါတယ်သူတစ်ပါးအတွက်ကိုယ်တိုင်အနစ်နာခံပြီးမျောလင်းချက်မရှိပဲလုပ်တဲ့လူမရှိနိုင်ပါဘူးသူဆရာကြီးကလည်းလုံလုံလိမ့်မယ်ထင်ပါတယ်ကျွန်ုပ်မလုံပါဘူးခုနကပြောခဲ့တဲ့ဘုရားစကားအထောက်ထားနဲ့ပြောခြင်းဖြစ်ပါတယ်သူကျွန်းချက်မရှိဘူးလားဆရာကြီးကျွန်ုပ်မရှိနိုင်ပါဘူး အယူဝဲရှိနိုင်တယ်။သူကျွန်တော်တို့ဂေါရမလောင်းတော်ဟာသူမေတာရှင်အသေးဘွားတော်ကနိဗ္ဗာန်ကိုရနိုင်ပါလေတဲ့တရဝါရီကို ကဲတင်လို့တဲ့အတွက်စင်ရခံပြီးလေးတင်ချေကဘာတသိမ်းပါရမီဖြည့်ခဲ့ရတဲ့ဆိုမဟုတ်ဘူးလားခမညာဒီလောက်ဟာတရဝါရီအတွက်ကိုချိုးကိုအနစ်နာခံချင်းမဟုတ်ပါလားခမညာဒီဟာယူချင်းလားဆရာကြီးရဲ့ကျွန်တော် အလောင်းတော်သူမိသားရှင်အသေးဟာယူးချင်းတော့မဖြစ်နိုင်ဘူးတတဝါသည်မိမိကိုယ်ကိုအချစ်ဆုံးဆိုတဲ့ဖျားစကားတော်ဟာလည်းမမားနိုင်ဘူးဒီတော့ဒီကိစ္စမှာဆရာကတော့ဒီလိုယူဆတယ်သူအမိတ်ရှိပါဆရာကြီးကျွန်ုပ်သူမိသားရှင်အသေးမယူးချင်းကတော့ထင်ရှားပါတယ်ယူတဲ့ပုံကတူကဖျားစုပန်တယ်လို့မဖြစ်နိုင်ပါဘူးတိုးတော့ဒီလိုရှိတယ် သူမိရာရှင်ရဲ့တရားနိဗ္ဗာန်ကိုရနိုင်ပါလေတန်တရာဝဆင်းရဲ့ကြီးထဲမှာလေးတင်ချိနဲ့ကဘာတသိန်းပါရမီဖြည့်တယ်ဆိုခြင်းအဖြစ်သူမိရာရှင်ရဲ့တည် မိမိကိုထက်သူမဟုတ်မိမိရဲ့အကျိုးထက်တရဝါရီရဲ့အကျိုးကို ကြည်တော်မူတယ်လို့ယူဆကြတယ်ထို့ကြောင့်သူမိရာရှင်ရဲ့တရားမိမိကိုထက်တရဝါရီကို ပို့ပြီးတနာတယ်ချစ်ခင်တယ်လို့ယူဆကြတယ်ဒီတိုင်းဆိုရင်ကိုကိုကိုအချစ်ဆုံးဆိုတဲ့ဘုရားရဲ့စကားဟာ မာယာရောက်နေမနေဘူးလားသူဒါဖြစ်ရင်ဘလို့အိဗယ်ကောက်ရမလဲဆရာကြီးကျွန်ုပ်သူမိသားရှင်ရဲ့တည်သည်ဒီပင်ကမြတ်စွာဘုရားတော်၌တံဗုဒ္ဓဆုကိုပန်တဲ့ခါ၌သူရဲ့ကြီးရွယ်ချက်ကတပုန်ညူတာညံတော်ကိုသူ့အဖို့လူချင်းတည်ပထမတတဝါများကိုဝစ်စင်းရမကဲ့တင်ခြင်းသည်ဒုတိယလို့ယူဆပါသသဘာဝကြလိမ့်မယ်သူဒီလိုဆိုရင် ဂေါရမကိုကျွန်တော်တို့တရဝါရီဝိနည်းအားတွေကကျေးဇူးတင်ခြင်းမှုမလျော့သွားပြီဘူးလားဆရာကြီးကျွန်ုပ်ဗုဒ္ဓဘာသာကျမ်းပုဆရာတွေကဗုဒ္ဓအကြောင်းကိုချီးမြှောက်ရေးတဲ့အခါမှာလွန်နေလို့မရှိနိုင်ဘူးတုံးမှကြီးညိုပွဲဖြစ်လာနိုင်တယ်ဆိုတဲ့အယူဆရှိကြတယ်ဆရာသဘောကဒီလိုမဟုတ်ဘူးတဘာဝကိုကျွန်လုံရင်းမရေးသင့်ဘူးလို့ယူဆတယ်ဒါကြောင့်အနောက်တိုင်းသားတွေကရောယခုလက်ထက် စဉ်းစားကျင့်တတ်တဲ့လူငယ်တွေကတော့တချို့ကိစ္စတွေမှာဗုဒ္ဓအကြောင်းရေးထားရခြင်းဟာများလို့နေဆိုပြီးဗုဒ္ဓဘုံမှာတော့မယုံသင်္ကန်းဖြစ်ချင်ကြတယ်။ဒီတော့ပို့ပြီးကြီးညိုအောင်ဆိုပြီးတိတ်မြောင်လွန်းတဲ့အတွက်ရည်ရွယ်သလိုမဖြစ်လာပဲကြီးညိုမှုပေါ့လျော့သွားခြင်းများတောင်ဖြစ်တတ်တယ်။မြောက်ပင်ချီးကျူတာများလို့တော့စိတ်ကူးရင်ပြီးရေးထားကြတာပါဆိုပြီးတကယ်ကြီးညိုဝယ်ကုန်းတော့အစ်စ်မှန်တွေတော့မယုံတဲ့အထိရောပါသွားတတ်တယ်။ သူသရဝဝေနေရတွေကိုကဲတင်နိုင်တဲ့ဆန္ဒတော်ကပထမမဖြစ်နိုင်ဘူးလားဆရာကြီးရေကျွန်ုပ်ဗုဒ္ဓထာစတိယံညာတထာစတိယံဆိုတာမဟုတ်ဘူးလားမိမိကိုကိုဖျားဖြစ်ဖို့ကပထမရွယ်ချက်ဖြစ်ရမှာပေါ့သူ တခုစဉ်းစားကြည့်ပါ သူမိသားရှင်ရဲ့တည်သည်ဒီပင်ငါမျက်စွာပြားထံပါ၌နိယတပြတိတ်ခံယူတော်မူစဉ်ခါကပုရုဇဉ်အဖြစ်မှ ရှိသေးတယ်မဟုတ်လား ပုရုษင်တယောက်နေနဲ့ဝစ်စင်းရွဲတွေဘာတွေအကြောင်းကိုကောင်းကောင်းနားလည်ရဲဆိုတာတဘာဝမကြဘူးမဖြစ်နိုင်ဘူးသူပုရုษင်ဆိုပေမဲ့ယတိတူတော်ကောင်းတယောက်မဟုတ်ဘူးလားဆရာကြီးရေကျွန်ုပ်ဘလို့ပဲသူတော်ကောင်းကောင်းဒုက္ခသစ္စာကိုမြင်နိုင်တာမျိုးမဟုတ်ဘူးသူတဘာဟုတ်ကဲတင်ဖို့ဆိုတာအဝေးကြီးဒါဖြစ်ဘာကြောင့်ဖះစုကိုပန်တာလဲဆရာကြီးရေကျွန်ုပ်ဗုဒ္ဓတဆူပွင့်တော်မူဆိုရင သူတေသာသူ့နယ်ပယ်တလျှောက်မှာအုတ်ကောတေရဖြစ်သွားပြီးဖုံးတကူအာနိသင်အလွန်ကြီးကျယ်သွားတဲ့လက္ခဏာရှိတယ်။လူမင်းတွေမကဘူးနတ်မင်းမြမမင်းများကတော့ဖူးမြော်ကြောကြရဲဆိုပဲ။ဒါတွေကိုမြင်ရတဲ့အခါမှာဖျားစုပိုင်ခြင်းနဲ့စိတ်ဖြစ်တဲ့လူတွေတော်တော်များလိမ့်မယ်ထင်တယ်။ဒီထဲကတတိကောင်းတဲ့လူ အနှဲငယ်ထွက်လာပြီးတော့သဗ္ဗညုဒဉဏ်အလို့ငါတမန်တမုံစွာစုကိုပန့်ခြင်းဖြစ်မှာပါ။သူ တတဝါတွေကိုကယ်တင်ဖို့ပေါ့ဆရာကြီးကျွန်တော်ဒါကတော့သူကိုယ်တိုင်ဖျားဖြစ်ပြီးတဲ့နောက်ကယ်တင်မှာပေါ့လေသူဒီပြင်တာရကကိုတင်ပြနိုင်ပါသေးလားခမညာကျွန်တော်ဆရာကဖျားစုပန်နေဆိုတဲ့လူဖြစ်စီယဟန်ဖြစ်စီတွေ့တိုင်းဆွနိကြည့်ဘူးတဲ့သူဘာများသိရလဲဆရာကြီးကျွန်တော်ဆရာကမေးကြည့်တယ်ခမညာဖျားစုကိုပန်နေဆိုတာဘလို့ကြောင့်လဲလို့မေးတော့ နိဗ္ဗာန်ကိုတယောက်တည်းမယူခြင်းလို့ဗောတဲ့နိဗ္ဗာန်ချမ်းသာဆိုတာဘလို့လဲခမားနားလဲပြီလားလို့မေးတော့မသေးဘူးမအိုဘူးမနာဘူးလို့ဆိုတာပဲကိုရောက်တော့မှသိမှာဗောခမားတဲ့ကိုတိုင်းတည်တည်ထထမသိရသေးတဲ့နိဗ္ဗာန်သူရောက်အောင်တတဝါရီကိုကဲခြင်းနဲ့ဆိုတာဟုတ်နိုင်ပါမလားခင်ဗျာလို့မေးတော့ဘာထူးသေးလဲဗျာစုမပန်းလဲတန်တရာလေရမှာပဲစုပန်းလဲလေရမှာပဲ လဲရမယ့်အတူတူစူးပန်လိုက်တော့တာပါခမရတဲ့ဒီတော့ဆရာပြောတယ်ခမရမှန်မှန်ပြောစမ်းပါဂေါရမဗုဒ္ဓအကြောင်းကိုဖတ်ရတော့လူမင်းနမင်းဗမာမင်းမှစ၍30ပုံရှိတတ္တဝါများဤဖူးမြော်ကြော့ခြင်းကိုခံထိုက်တယ်ခံရတယ်ဆိုလို့ဖျားဖြစ်ချင်တာမဟုတ်လားလို့မေးတော့တချို့ကလည်းဝီးလေကြောင်ပဲပြောတယ်တချို့ကလည်းခမရကြီးကကတိကတ်တတ်မေးတယ်လို့ပြောကြတယ်နောက်ပြီးတော့ဆရာက တမောဒသုံးမျိုးနဲ့တရာဓိကဖះပညာဓိကဖះဝရိယဓိကဖះဆိုတဲ့တွေကဘယ်ဖះမျိုး စုပံပါသလဲလို့မေးကြည့်တော့ပညာဓိကဖះစုကိုပန်တယ်လို့ပြောတတ်ကြတယ်ပညာဓိကဆိုတော့အကောင်းဆုံးဖះမျိုးပြီးကိုသူတို့ကိုစမ်းကြည့်လိုက်တော့အကြောင်းနဲ့အကျိုးတောင်ရှင်းရှင်းပြပြမသေးခွဲဘူးစုပံလိုက်ချီတော့တကယ်တိမ်ဆုံးက ဉာဏ်ပညာအထက်မြတ်ဆုံးဆိုတဲ့ပညာဓိကဖရာတဲ့မောင်ရင်တချို့လူကပြောလိုက်ချေသည်သူဟာဖရာစုပန်တယောက်ဖြစ်ဖို့တရားအထုတ်ခြင်းအလုပ်ကသူနဲ့မဆိုင်ဘူးတဲ့သူဒီလိုပုံကုမျိုးတွေဟာဖရာဖြစ်ပါသလားဆရာကြီးကျွန်ုပ်ဒါတော့ကိုဟာကိုစဉ်းစားကြည့်ရီဆရာကြီးပြောလိုခြင်းကဖရာစုပန်နဲ့ဆိုတဲ့ပုံကုမျိုးရဲ့ရည်ရွယ်ချက်ကိုပြောခြင်းဖြစ်ပါတယ်ငါပဲပြောပြော စူကြီးပန်နေဆိုတဲ့ပုံကိုမျိုးဟာသူတော်ဘာအထက်ကြီးကြီးကျယ်ကျယ်ဖြစ်ချင်တဲ့ဆန္ဒကအရင်ခံကြတာကြီးဖြစ်ရမှာပါပဲဗုဒ္ဓဘာသာယူယူကတော့မတ်ဖို့နိဗ္ဗာန်အလို့ငါလို့ပြောကြတယ်သူတို့ကတော့ကိုမေယာသိမိသူတော်ဘာကိုကဲတင်ခြင်းနဲ့လို့ပြောကြတယ်ဆရာသဘောကတော့သူတော်ဘာအထက်ကြီးကျယ်ခြင်းလို့စူကြီးပန်နေလို့ယူယူပြောရင်လက်ခံနိုင်သေးတယ်တရဝါရီကိုကဲတင်ခြင်းနဲ့လို့ဆိုတာမျိုးတော့လုံးလုံးမယုံသေးဘူးမောင်ကြီး သူကောရမဗုဒ္ဓကိုဒီလိုယူဆရင်ကြီးညိုစရာကျေးဇူးတင်စရာရုံးမသွားပြီဘူးလားဆရာကြီးရေကျွန်တော်နားထောင်ဆရာပုံနှိုင်းပြမယ်ခီးတဲ့တဆူဟာတောနဲ့ကြီးထဲမှာမျက်စိလဲလမ်းမာပြီးကြောက်ကမ်းမာတဲ့ရောက်လို့မတတ်နိုင်ကြပဲရှိရမှာတတ္တိကောင်းတဲ့လူတယောက်ကကြာချင်းသည့်ဝုံဝုံအဆရှိရဲ့တော်တလေးဆန်ရိုင်းမြရဲ့ဘေးဟန်တွေကိုမချောက်ပဲ တယောက်တည်းစုံသားပြီးလမ်းရှာရမှာလမ်းတွေ့လာခဲ့လို့အဖော်ခီးတဲ့တွေကိုပြန်ခေါ်ပြီးကြောက်ကမ်းမကတက်လာနိုင်ကြတယ်ဆိုတော့တတ္တိကောင်းကောင်းနဲ့လိုက်ရှာလို့လမ်းတွေ့လာခဲ့တဲ့လူကိုခီးတဲ့အားလုံးကကျေးဇူးတင်ထိုက်တယ်မဟုတ်ဘူးလားခမားတို့အတွက်တုတ်တယောက်တည်းစုံသားပြီးလမ်းလိုက်ရှာခဲ့ပါတယ်လို့ပြောဖို့လိုသေးသလားသူကောရမဗုဒ္ဓကဒီလိုမပြောပါဘူးဆရာကြီးကျွန်ုပ်မှန်နေ ဗုဒ္ဓကမပြောပါဘူးစက်ကြားကလူများကတော့ပို့ပြီးကျေးဇူးတင်အောင်ဆိုပြီးဝင်ပြောပေးဖို့လိုသေးသလားသူရှင်းပါပြီဆရာကြီးကျွန်တော်သဘောပေါက်ပါပြီဒီတော့ဆရာကြီးဆိုလိုခြင်းကကောရမဗုဒ္ဓအလောင်းတော်ဒီပင်လင်မိမိကိုယ်ကို အချစ်ဆုံးဖြစ်သည့်ဓမ္မအတိုင်းမိမိကိုယ်ကိုဖျားဖျင်အောင်ပါရမီဖြည့်ခြင်းကပထမရည်ရချက်တတော်ဝါရီကိုကဲတင်ခြင်းကဒုတိယရည်ရချက်လို့ဆိုလိုခြင်းမဟုတ်ပါလားခင်ဗျာ ျွန်တော်ကျေနပ်ပါပြီကျွန်ုပ်တချို့လူများကပြောတတ်ကြတယ်ကိုကျိုးမပါဘူးတဲ့သူတော်ဘာအကျိုးအများကျိုးတတ်တတ်ဖြစ်တယ်တဲ့ဒီစကားဟာလုံးလုံးကြီးမဟုတ်တဲ့စကားဖြစ်တယ်ဒီစကားမျိုးပြောရင်မယုံလီနဲ့ကြားလာသူကောင်းပါပြီဆရာကြီးကျွန်ုပ်ကိုကျိုးနဲ့သူများကျိုးတွဲပြီးလှုပ်ဖို့ရရင်တော်လာပြီသူတော်ဘာအကျိုးအတွက်တတ်တတ်လှုပ်တဲ့လူရဲလို့ဘယ်မှာမှမရှိဘူး လွဲကူရာမျိုးတော့လှုပ်ချင်လှုပ်မယ်ခိုင်းနေအလုံးမျိုးတော့ကိုကျိုးအနစ်နာခံပြီးဘသူမှမလှုပ်ဘူးသူခုတော်တော်နိုင်ငံရေးလှုပ်ကိုဆရာကြီးကတော်တော်နှိမ်ပြီးရေးတတ်တယ်နိုင်ငံရေးဆိုတာမလှုပ်ထိုက်ဘူးလားဆရာကြီးကျွန်တော်အမှန်ကတော့လူရဲလူဖြစ်လာတယ်နိုင်ငံရေးကို လူတိုင်းလားလဲအောင်လုပ်ပြီးစိတ်အားထက်သန်တဲ့လူတချို့ကတော့ကိုယ်တိုင်းလက်ရောက်ဆောင်ရွက်ကြရမှာပဲဆောင်ရွက်ခြင်းနဲ့လူမရှိရင်တိုင်းပြည်နစ်နှုတ်သွားမယ်ဆိုတာကိုတော့ ဝန်ခံမှုအသင့်ရှိပါတယ်။အောင်မြအောင်ဆောင်ရွက်နိုင်တဲ့နိုင်ငံရေးသမားကောင်းဆောင်တွေကိုပြည်သူလူထုကမျှော်စားထိုက်တယ်ဆိုတာလည်းနားလည်ပါတယ်။သို့တော့နိုင်ငံရေးကောင်းဆောင်တယောက်ဟာဘလောက်ပဲအောင်မြင်သူဖြစ်စေကိုကြိုးမဖက်အများအတွက်တတ်တတ်အနစ်နာခံပြီးဆောင်ရွက်တဲ့အနေမျိုးနဲ့ဖျားတဆူကူတလုံးတပွဲကိုဝယ်ကြတော့မလားဥကောင်းမော်တင်ထားကျင်တာမျိုးတော့ဆရာသဘောမတူနိုင်ဘူး။သူဆရာကြီးကတော့ဟုတ်မှာပေါ့ဖျားတော်မှာ သူပြားဖြစ်ခြင်းရဲ့ရွယ်ချက်ကိုနံပါတ်၁ထားပြီးပါရမီဖြည့်ခြင်းဖြစ်တယ်လို့ယူဆတဲ့ပုံကိုယ်ပေးကိုခမရကျွန်တော်ဆရာကတဘာဝအထောက်ထားနဲ့မှန်ရာကိုရောက်အောင်ဆင်ញင်သုံးသပ်ခြင်းတဲ့သူဖြစ်တယ်။မှန်တာထက်ပိုပြီးမြောက်ပင်ခြင်းအလုံးမျိုးဝါသနာမပါဘူး။အကျိုးရှိတယ်လို့လည်းမထင်ဘူး။အကျိုးရုပ်တယ်လို့တော့ထင်သေးတယ်။သူဗုဒ္ဓကိုမြောက်ခြင်းကအကျိုးရုပ်သလားဆရာကြီး။ကျွန်တော် ုဒ္ဓကိုမြှောက်လွန်းခြင်းတောင်အကျိုးရုပ်တလောင်ရုပ်သေးတယ်။နိုင်ငံရေးကောင်းဆောင်တွေမြှောက်လွန်းခြင်းဆိုတာမျိုးကတော့အများကြီးအကျိုးရုပ်နိုင်တယ်။သူရှင်းမအောင်ဆရာကြီးခမကျွန်ုပ်ဘုဒ္ဓကိုချီးမြှောက်ပူဇော်ရမှာတဘာဝဥပဒေစည်းကမ်းတွေကိုကျော်လွန်ပြီးမြှောက်ရည်ကြလင်စင်သာတက်တဲ့လူတွေကမယုံကြည်နိုင်မဖြစ်သွားပြီးဟုတ်မှန်တဲ့အချက်များတာမယုံနိုင်တဲ့အခါယောဂသွားတက်တက်တယ်လို့ပြောခဲ့ပြီးပြီမဟုတ်ဘူးလားဒါဟာအကျိုးရုပ်ချင်းပဲ ူအတွက်တော့အတိုးမယုံနိုင်ပါဘူး။ယုံကြည်ရမယ့်လူမှမယုံကြည်ဖြစ်သွားလို့ကုသိုလ်မှုဆုံးရှုံးခြင်းဖြစ်ရတယ်မဟုတ်လား။သူနိုင်ငံရေးကောင်းဆောင်များကိုမျှဆလွန်းတဲ့အတွက်ဘယ်အကျိုးရောက်ပါသလဲဆရာကြီးရဲ့။ကျွန်ုပ်အောင်မြင်တဲ့နိုင်ငံရေးကောင်းဆောင်ဆိုတဲ့လူများဟာသူတို့ဆောင်ရွက်တဲ့နိုင်ငံရေးမှာအောင်မြင်တယ်ဆိုပေမဲ့ပုဂ္ဂိုလ်အနေဖြင့်တော့ပုထုဇဉ်များသာဖြစ်တဲ့ဖြင့်အထွေထွေဉာဏ်ပညာဘက်မှလည်း ိပ်ပြီးကြီးကျယ်လေလူတွေမဟုတ်ဘူးမောင်ရဲ့သူစုံလောက်ပါတကားဆရာကြီးရဲ့ပုရုဇင်ဖြစ်တော့ဘာဖြစ်တယ်လဲခမကျွန်တော်အောင်မြင်နေဆိုတဲ့နိုင်ငံရေးခေါင်းဆောင်တွေဟာမအောင်မြင်သေးမီစ조사ပန်းစားဆောင်ရွက်နေတော့အခါကတော့တော်တော်ပဲတော်ကြပါတယ်အောင်မြင်လာလို့လူတွေကဖျားနဲ့တန်းနဲ့ထားပြီးမြောက်စားကြတဲ့အခါကျတော့ပုတုဇင်တို့တဘာဝအတိုင်းနတ်ထင်သွေးရောက်ပြီးခြေပြားထောက်လာတဲ့ချင်းကို လူသမိုင်းမှာအများကြီး တွေ့ဘူးလှပြီသူတတကတစ်ခုလောက်ပြပါလားဆရာကြီးကျွန်တော်ဆရာတို့မိလိုက်တဲ့ခေါင်းဆောင်တွေကတင်ပြမယ်စတာလင်ကိုကြည့်ပါစတာလင်ကနိုင်ငံရေးခေါင်းဆောင်တွေထဲမှာတခဲတော်တဲ့ပုံကူတူဖြစ်လို့မို့သူ့အလုံးမှာအောင်မြင်ပြီးအထုတ်ထိတ်သူရောက်သွားတယ်မဟုတ်လားဒီခါမှာသူ့လူတွေကကဲတင်ရှင်ကြီးတိုင်းပြည်နယ်လူမျိုးရဲ့ဖခင်ကြီးဆိုပြီးဥကောင်းမော်တင်က ထောမနာပြုလိုက်ကြတယ်ဒီခါစပြီးစတာလင်ဟာ သူလို့တမယအားလုံးမှန်ရမယ်ဆိုပြီးဖြစ်ချင်ရာတွေရှောက်လို့တော့တာပဲမှန်တာလဲပါလိမ့်မယ်မားတာလဲပါလိမ့်မယ်တို့တော့ဘသူကားမှမပြောဝင်ဘူးပြောဝင်တယ်လူလဲစိုက်ဝီးရာတို့ဘာတို့ရောက်ကုန်ကြတယ်ဆိုမဟုတ်လားဒီတော့ပေရာကဘလို့ကောက်နှုတ်ချက်ထုတ်တယ်လဲဆိုတော့လူတွေကဝိုင်းမီထောမနာပြုလွန်းတဲ့အတွက်စတာလင်ကြီးပျက်စီးသွားပြီးသူထင်ရဆိုင်းရှာတော့တာပဲလို့ဆိုချင်တယ်သူ ဒီလိုဆိုဆရာကြီးကစတာလင်ကို ရှုံချလိုက်ခြင်းဟာ နီးလက်မှန်တယ်လို့ဆိုကြနာလားခမညာကျွန်ုပ်မှန်ကြီးမားချင်းကိုဆရာက မဆုံးဖြတ်လို့ဘူးရာဇဝင်က ဆုံးဖြတ်လိုက်မယ်လို့ရေးခဲ့ဘူးတယ်တော်တော်ရှုံချတဲ့ကျူရှော့ဟာလေခုခါမှာစတာလင်နေရာကိုရောက်လာပြန်ပြီသူသူလဲအာနာရှင် ဖြစ်လာပြီလားဆရာကြီးကျွန်ုပ်ဒါကိုပြောခြင်းမဟုတ်ပါဘူးစတာလင်ကိုဟိုတုန်းကချင်းမြောက်ကြသလို့ သူတို့ပါတီလူများစုကလည်းခရုရှော့ကိုချီးမြှောက်နေကြပြန်ပြီသူလည်းပဲပျက်စီးစားပြုလာပုံရတယ်သူဆရာကြီးကဘလို့အကြောင်းကိုထောက်ပြီးပြောနိုင်တယ်လဲခမညာကျွန်တော်ဒီလိုလေသူတို့ဆိုရှယ်လင်းနိုင်ငံတွေမှာခေါင်းဆောင်လို့သူပုံကူတူရဲ့လက်ထဲမှာဩစာတို့အာနာတို့တကူတို့အခွင့်အရေးတို့များလို့နေလို့ဆရာထင်တယ် စတာလင်လိုပုဂ္ဂိုလ်တဦးရဲ့အလောင်းကိုလီနင်ရဲ့အလောင်းအနီးမှာဖယ်ရှားပြီးထုတ်ပြလိုက်နိုင်တယ်ဆိုခြင်းဟာတော်တော်လူလုံးဝင်တဲ့အလုပ်မျိုးမဟုတ်ဘူးခရူရှော်မိုလိုလုံးဝင်တာသူနိုင်တယ်ဒီလိုလုံးနိုင်တယ်ဆိုခြင်းကို ထောက်ထားခြင်းအဖြစ်ခရူရှော်လက်ဝဲမှာဩဇာအာဏာများလုံးတယ်လို့ဆရာအခဲခတ်မိတယ်သူဒီအလုပ်ဟာမှားသလားဆရာကြီးကျွန်တော်လာပြန်ပါပြီအမှန်အမှားကိုဆရာမဆုံးဖြတ်ဘူး ထိတ်သီးကောင်းဆောင်ဆိုတဲ့ပုဂ္ဂိုလ်တဦးရဲ့လက်ဝဲမှာ တကောအာနာပေးအပ်တာဟာအမတန်များတယ်လို့အကဲခတ်မိခြင်းကို ပြောခြင်းဖြစ်တယ်။သူဒီလိုတစ်ချက်လို့တကောအာနာမျိုးနဲ့ခူးရှော့နဲ့မတန်ဘူးလို့ဆရာက ဆိုကြနေသလား။ကျွန်တော်ဆက်မြင်ကိုပြောရရင်စတာလင်နဲ့လည်းမတန်ဘူး။ခူးရှော့နဲ့လည်းမတန်ဘူး။ထိုက်တန်တဲ့ပုဂ္ဂိုလ်ရွယ်လူလည်းဆရာမမြင်ဘူး။သူတကောအာနာများလုံးလင်းသူ တကူအာနာများလုံးလင်ပုရုဇဉ်တယောက်အနေနဲ့ဖောက်ပြန်တတ်တယ်လို့ဆိုလိုခြင်းမို့ဆရာကြီးကျွန်တော်ရိတ်မိပါပြီဒီတော့ကဆရာကြီးအောင်မြင်နေဆိုတဲ့နိုင်ငံရေးခေါင်းဆောင်တွေကအထွေထွေစဉ်းစားဉာဏ်ပတ်မှမကြီးကျယ်လာဘူးဆိုခြင်းဟာဘယ်အကြောင်းထောက်ပြီးပြောပါသလဲခင်ဗျာကျွန်တော်လွန်ခဲ့တဲ့3လနှစ်တောင်လုံးကတော့ဆရာကြီးဟာမော်စီဒုံတို့ကျူရှော်တို့ဂျူရင်လိုင်းတို့နေယူလို့ဆိုတဲ့ခေါင်းဆောင်ကြီးတွေပေါ်မှာတော်တော်ကြီးအထင်ကြီးခဲ့ဘူးပါတယ် ဒီလူတွေကငါတို့ထက်သာလို့အထွတ်ထိပ်ရောက်ကြပါရလို့အောက်မေ့မိခဲ့တယ်။ဘန်နောင်ကွန်ဖရင့်တုန်းကဆိုရင်ဂျူအင်လိုင်းနဲ့နေရုနှစ်ယောက်ကိုတိတ်ပြီးအထင်ကြီးခဲ့။ဒီလူနှစ်ယောက်ကငញ្ញိုင်းသမားတွေပဲလို့ဝမ်းသာခဲ့မိတယ်။သူဆရာကြီးကငញ្ញိုင်းသမားတယောက်ပေါ့နော်။ကျွန်တော်အခုလိုအမှုပြုခေကြီးတဲ့မှာလူမျိုးပြုတ်သွားမှာစိုးရိမ်နေတဲ့အတွက်တပြည်နဲ့တပြည်လူတစ်မျိုးနဲ့တစ်မျိုးတင်းမြတ်ဖို့ရ ဘာနည်းမှမတူအောင်လူလာတဲ့လူတယောက်ဖြစ်တယ်။ तू နေရူအကြောင်းကိုဆက်ပအောင်ဆရာကြီးကျွန်ုပ်ဗီတရှာလက်ထပ်ဆိုရင်ဆရာဟာနိုင်ငံရေးသမားတယောက်မဟုတ်တော့လေနေရူပြောပုံရေးပုံလုပ်ပုံကိုင်ပုံတွေကိုဝမ်းနေကတိတ်ပြီးသဘောချခဲ့ဘူးရဲ့။ तू ခုတော့ဘာဖြစ်လဲဆရာကြီးကျွန်ုပ်နေရူရောချွင်လန်ရောဟာဘာမှအဖိုးမတန်နဲ့တောတောင်ကြီးမြေကြီးတွေအတွက် ိုပြည်သားတွေအသက်ဆုံးရှုံးခံပြီးတော့တဲတဲမဲမဲတိုက်နေခြင်းဟာစဉ်းစားဉဏ်ခေါမရာရောက်တယ်။အထူးသဖြင့်ရန်ကုန်မြို့မှာကျင်းပတဲ့ရေသပင်ကိုလာကြစဉ်ကနေယူနေတဲ့ချွေးလိုင်းတို့ဖတ်ပြီးရိုက်ထားကြတဲ့ဓပုံကိုခဏခဏသတိရမိတယ်။ပြီးတော့သူတို့ညံနေပုံတစ်ချက်ရှိသေးတယ်။ "तू ဘာလဲဆရာကြီး?"ကျွန်တော်ဒါလက်စ်မသိမီကဘလို့ပြောသွားဘူးတလဲဆိုတော့ ျွန်တော်တို့အမေရိကန်တွေကိုယ်တိုင်တိုက်ဖို့မလိုပါဘူးတဲ့သူတို့အာရှတိုက်တာအချင်းချင်းတိုက်အောင်မြောက်ပေးလင်ကိစ္စပြီးနိုင်ပါတယ်တဲ့လို့ပြောသွားဘူးတဲ့ဒီစကားကိုသူတို့နှစ်ယောက်ကြားရမှာပဲဒီတဲကနေပြီးသူတို့ချင်းတိုက်ကြတဲ့ဆိုချင်းဟာဒါလက်စ်ထောက်ထားခဲ့တဲ့ကြော်ဝင်းကိုဝင်တိုးကြတဲ့သဘောမျိုးဖြစ်နေလို့မို့အာရှတိုက်တာအချင်းနေနဲ့သူတို့အတွက်ဆရာရှက်မိသေးတာပေါ့မောင်ကြီး လက်နက်ချင်းမတူပေမဲ့စင်းစားတံဘက်မှာတော့ငါတို့အာရှတိုက်သားတွေကမခေဘူးလို့ထင်လာခဲ့မိတာအခုတော့ပလာချဆိုင်းအောင်ခြားတဲ့လူတွေပါလားလို့ဆိုလိုက်ချင်တော့တယ်မောင်ကြီးကဲဒီနေ့အဖို့တော်တော့ပါပြီဆရာထမင်းစားဖို့အချိန်တန်လို့ဆရာကတော်ကခဏခဏမျက်နှာပြနေပြီးနှစ်ဖက်မှာတော့တစ်ခေါက်လာသေးတာပေါ့မပြန်သေးဘူးဆို မဟုတ်လား तू မပြန်သေးပါဘူးဆရာကြီး 15ရက်တော့ခွင့်ယူလာခဲ့ပါတယ်ငွေတာယီမကက်စင်ဒီဇင်ဘာ1962ခုခုလိုနားဆင်ပေးခဲ့ကြတာအားလုံးကျေးဇူးတင်ပါတယ်ရှင်